ကျမကရွေးချယ်စရာမရှိတော့တဲ့အခြေအနေမျိုးလို့ပြီးဆက်ပြီးရရှိမနေတင်းတော့တဲ့အခြေအနေမျိုးလို့ကျမဒီလိုမျိုးရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်ဆိုတော့ဟောတော့သိစေချင်ပါတယ်။ပါတီပြောင်းသွားလဲကျမရဲ့ခံယူချက်ရွေးချယ်တွေကကျမမပြောင်းသွားဘူး။နိုင်ငံရေးဆိုတာနိုင်ငံရဲ့ရေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုထော်ဆောင်တဲ့ လုပ်ငန်းစဉ်ကို နိုင်ငံရေးလို့ကျမကတော့မြင်တယ်။ပါတီကို ကြည့်ပြီးတော့ပေးရတဲ့ကျမအနေနဲ့ဆိုလို့ရှိရင်လူပုဂ္ဂိုလ်ကိုပဲကြည့်ပြီးတော့မဲပေးစီရှိပါတယ်။နောက်တစ်ချိန်မတူညီတဲ့နီလန်နဲ့ထပ်ပြီးကြိုးစားကြရအောင်လို့ကျမကတိုက်တွန်းချင်ပါတယ်ပြည်သူတွေကို။ Okay, MVV ချမ်းမင်္ဂလာပါဗျ။ Okay, မင်္ဂလာပါ။ ဟုတ်ကဲ့အခုမဖီဖီချန်းကဥက္ကိုယူဆောင်တဲ့ပြည်သူပါတီကထွက်ပြီးတော့တခြားပါတီကိုရောက်လာလို့ကျွန်တော်သိရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးလဲဦးသတင်းတွေအကြဲကြဲပြတ်မှထွက်လာလေဆိုတော့အခုလိုမျိုးပါတီပြောင်းလဲမှုဖြစ်ရတာဘာကြောင့်လဲဆိုတာသိလို့ပါတယ်ဗျတကယ်ဆိုလို့ရှိရင်ညကျွန်မကအဲ့လိုမျိုးပါတီကိုဒီလိုမျိုးအပြောင်းလဲလုပ်ရတာကျွန်မမလုပ်ချင်ဆုံးမရတခုပေါ့နော်ပြီးတော့အခုလူတွေမြင်မှာဆိုလို့ရှိရင်လည်း ပါတီကိုလွယ်လွယ်ဝင်ပြီးလွယ်လွယ်ထွက်တယ်ဆိုပြီးတော့မြင်သွားကြတယ်ပေါ့နော်။ဒါပေမဲ့ကျွန်မမှာလူတွေမသိတဲ့ရွေးချယ်စရာမရှိတဲ့အခြေအနေဆိုတာရှိတယ်။ဒါပေမဲ့ကျွန်မအားလာကိုအတေးဆိုင်တော့ကျွန်မမပြောချင်ဘူး။ဒါပေမဲ့လူတွေတိထားရမှာကတိထားဖို့လိုအပ်တာကကျွန်မနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အမှန်တရားတစ်ခုကိုတိထားရမှာကကျွန်မကရွေးချယ်စရာမရှိတော့တဲ့အခြေအနေမို့လို့ ပြစ်ဆက်ပြီးတော့ရှိမနေတင်းတော့တဲ့အခြေအနေမျိုးလို့ကျမကဒီလိုမျိုးရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်ဆိုတော့ဟိုတော့သိစေချင်ပါတယ်။အဲနည်းနည်းထပ်ပြီးတော့ပါများပြောလို့ရမလဲရွေးချယ်စရာမရှိဘူးဆိုတာဘာလို့ဆိုလို့လဲ။ဟုတ်ကဲ့အဲပြီးတော့အခုလိုမျိုးလူတွေသိထားတာကဟိုကရင်ပြည်နယ်မှာဝင်ပြိုင်ခိုင်းလို့ဖြိတ်ဆိုပြီးပါဒီရထွက်တဲ့ပုံစံမျိုးသိထားကြတယ်။တကယ်ကကျမကဟိုကိုပြန်ပြန်ချင်တဲ့နေရာမှာပြန်ရလို့ပြန်ခိုင်းတဲ့နေရာမှာမပြန်ချင်လို့ စိတ်အဲ့လိုကလေးနဲ့ကျမက six through ဗီဒီယိုပါတီကထွက်မဲ့လူစားမျိုးမဟုတ်ဘူးပေါ့နော်အမှန်တကယ်ကျမကအဖွဲ့စီပဲဖွဲ့စီနေပဲလောလောလောပဲပြဿနာပဲရှိလားရှိလားအကောင်းဆုံးရင်ဆိုင်ဖြေရှင်းပြီးတော့အတူတူပဲဆက်ပြီးတော့သဘောထားကြည့်ကြည့်နဲ့အလုပ်ဆက်လုပ်သွားခြင်းနဲ့လူစားမျိုးဖြစ်မှာပါတယ်ဒါပေမဲ့အခုခါကကျမကအချိန်နေရမှာကြောင့်ဒီလမ်းကမှ ready ရွေးချယ်စရာမရှိတော့ဘူးလေဆိုတော့ကျမကဒီတိုင်း လုံနေတဲ့အရာကိုဆက်ပြီးမလုပ်ဘဲနဲ့ဒီတိုင်းရက်တန်လိုက်ဖို့လဲကြတော့တောင်ကျွန်မလက်မခံနိုင်ဘူးပေါ့နော်ကျွန်မဘက်ကလုံပိုင်ခွင့်စူးစားပိုင်ခွင့်ကိုကျွန်မကာကွယ်ဖို့လိုတယ်ကျွန်မဆက်ပြီးထိန်းသိမ်းဖို့လိုတယ်နိုင်ငံရေးကိုစိတ်ဝင်စားတယ်နိုင်ငံရေးကိုလုံချင်တဲ့အဲလူတယောက်နေနဲ့ဒါကျမရဲ့ဟိုစူးစမ်းပိုင်ခွင့်ကိုကျမအနေနဲ့ဒီတိုင်းမရက်တက်ပြလိုက်ချင် ်ပေါ့เนาะအဲ့ဒါကြောင့်မို့လို့ကျမဟာဒီလိုမျိုးဆုံးဖြတ်ပြီးတော့ဒီလိုမျိုးဆက်ဆက်ပြီးတော့ဂျိုးပန်ခေတာဖြစ်ပါတယ်โอเคအဲ့တော့ခုနကကရင်ပြည်နယ်မှာဟိုရှင်ပြိုင်ဖို့အတွက်ရွေးလို့မကျင်တဲ့လို့ဆိုတာဒါတည်င်းမှလို့ပြောရမှာပေါ့မပြီးမချင်းဟုတ်ကဲ့ဟုတ်ကဲ့โอเคအဲ့ဒါတည်င်းမှဆိုရင်ထပ်ပြီးတော့ဒီထက်ပိုပြီးတော့ခုနဘာမှလုံးလို့မရလို့အခုလိုမျိုးအခြေအနေရောက်သွားဆိုတာထပ်ပြီးသေးစိတ်ပြောလို့ရမှာတည်အောင်ပြောနိုင်တယ်လို့ပေါ့ပြောလို့မရအောင်ဆိုလည်းကိစ္စမရှိပါဘူး ဟုတ်ကဲ့ကျွန်မအနေနဲ့ကဒီလွတ်တော်ကိုယ်စားလှယ်အောင်နေနဲ့ဝင်ပြန်တဲ့အချိန်ကြလို့ရှိရင်နိုင်ပြီဖြစ်စေရှုံးပြီဖြစ်စေကျွန်မကစိတ်ကိုကြိုးပြီးတော့ပြင်ထားပါတယ်ကျွန်မရှုံးမယ်ဆိုရင်လည်းကျွန်မလက်ခံနိုင်ပါတယ်အဲ့ဒါနိုင်ရရှုံးမယ်ဆိုတာလည်းတကယ်တော့ဒါကျွန်မအပိုင်းမဟုတ်တော့ပါဘူးကျွန်မအပိုင်းကကျွန်မဘယ်တော့တိုင်တာထိစူးစမ်းနိုင်လဲကျွန်မအတက်နိုင်ဆုံးအကောင်းဆုံးကျွန်မစူးစမ်းကြည့်ချင်တယ် ဒီနိုင်ငံနိုင်ငံရေးနိုင်ငံအရေးကိုလက်တွေ့ဆောင်ရွက်နိုင်တဲ့ဆောင်ရွက်နိုင်ဖို့အတွက်ကျမဟာအကောင်းဆုံးဒုလာကြည့်ရှင်တယ်ကျမနိုင်သွားခဲ့တယ်ဆိုလို့ရှိရင်ဒီလိုလက်တွေ့ဆောင်ရွက်ဖိတ်ကုန်ကျမရမှာဖြစ်တယ်အကယ်၍ရှုံးသွားတယ်ဆိုလို့ရှိရင်လည်းကျမလက်ခံပါပါအဲ့ကြောင့်အနိုင်ရှုံးတာကျမအတွက်အခုကအဓိကမဟုတ်ပါဘူးကျမအတွက်အဓိကကကျမဆက်လက်ပြီးတော့ဂျူးစားခွင့်နိုင်ငံအရေးကိုဆောင်ရွက်နိုင်ဖို့အတွက်ဂျူးစားတဲ့ အဆင့်ပေါ့နော်စူးစားတဲ့အဆင့်ကိုပဲကျမကလက်လွတ်ဆုံးရှုံးမခံနိုင်ဘူးကျမဒီလိုမျိုးရွေးချယ်မှုလုပ်ပြီးတော့ကျမဆက်လက်ပြီးတော့စူးစားနေရဖြစ်ပါတယ်အဲ့တော့အဲ့လိုဖြစ်ခဲ့တဲ့ဟိုအခြေအနေတွေပေါ်မှာဟိုအခြေလေနှစ်ဖက်ဆွေးနွေးမှုတွေရောရှိခဲ့တာဗျပါတီနဲ့ကျမကအရန်သဘောပေါက်ရတဲ့လူတစ်ယောက်ပါပြီးတော့နာအရန်နားလေလွယ်တဲ့လူတစ်ယောက်ပါအဲ့ဒါကြောင့်မို့လို့ ထက်ဆင့်တောင်းဆိုတာမျိုးတော့ကျွန်မမလုပ်ခဲ့ပါဘူး။ကျွန်မကြည်ကြည်ဖြူဖြူပဲအဲပါတီဘက်ကတောင်းဆိုခဲ့တော့ကျွန်မလက်ခံခဲ့ရဖြစ်ပါတယ်။ပြီးတော့ပါတီဘက်ကတောင်းဆိုတော့ကျွန်မကြည်ကြည်ဖြူဖြူလက်ခံခဲ့တယ်လို့မျိုးကျွန်မပါတီကနှုတ်ထွက်ခြင်းနဲ့ဆိုတဲ့အရာကိုလည်းပါတီဘက်ကနေပြီးကြည်ကြည်ဖြူဖြူနဲ့ကျွန်မကိုခွင့်ပြုပေးဖို့အတွက်ကျွန်မပြည်ပြည်လည်လည်ညီညီနိုင်နိုင်ကျွန်မပြောဆိုခဲ့ပါတယ်။ အပြင်လို့လဲဆိုတော့ပါတီကထွက်ဖို့အတွက်ကိုကြာတော့ပါတီကအမထွက်စီချင်ဘူးပေါ့နော်အဲ့လိုမျိုးသဘောထားတော့ရှိရဲအဲအကြောင်းမို့လို့ကျမအနေနဲ့ကလည်းမထွက်လို့အဆင်မပြေတဲ့အနေအထားမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါတီဘက်ကတောင်းဆိုတာကိုကျမကြည်ကြည်ပြူလိုက်ရရောသလိုကျမဘက်ကနှုတ်ထွက်ဖို့အတွက်တောင်းဆိုတာကိုလည်းပါတီဘက်ကကြည်ကြည်ပြူပြူအဲလိုက်ရရောခွင့်ပြုပေးဖို့ကျမဘက်ကလည်းပြေးလည်းညှိနေနိုင် ပြောဆိုခဲ့ပါတယ်အစဉ်လဲပြီးခဲ့ပါတယ်အခုချိန်ထိလည်းအရင်ကအရင်ပါတီနဲ့အရင်ကပါတီရလူတွေနဲ့ဆက်ဆံရေးကကောင်းဆုံးစွာရှိနေသေးပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့အခုနိုင်ငံရေးတဲ့စဝင်တဲ့အချိန်တို့တွင်းပါပဲပေါ့နော်အခုလိုမျိုးအပြောင်းလဲတွေအမြန်အစံဖြစ်တဲ့အခြေအနေပေါ်မှာဟိုတည်တည်ငြိမ်ငြိမ်မရှိဘူးပေါ့နော်စသဖြင့်ဝေဖန်မှုတချို့ပြောတာတွေတွေ့ရပါတယ်ဆိုတော့အဲ့ဒီပုံမှာရော MVP ချန်ပါမြန်ပြောလို့လဲဗျာ ဒီလိုမျိုးအပြောင်းလဲကပြောရလို့ရှိရင်ကျွန်မကျွန်မထန်တီးတဲ့အရာမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီလိုမျိုးဝေဖန်လာတဲ့အပေါ်မှာဒီအရာတွေကကျွန်မမျော်လင့်ထားတဲ့အရာတွေမဟုတ်ဘူး။ကျွန်မကိုယ်တိုင်ဖန်တီးခဲ့တဲ့အရာတွေလည်းမဟုတ်ဘူး။ဒါပေမဲ့အချိန်တွေကမမျော်လင့်တဲ့အချိန်တွေအဲဒီတောင်းဆိုမှုတွေဖြစ်လာတဲ့အချိန်မှာတော့ကျွန်မအနေနဲ့မလွဲတာမရှောင်တာဒီလိုမျိုးပြောရလို့ရှိရင်နိုင်ငံအရေးကိုဆောင်ရွက်နိုင်ဖို့အတွက်အသက်ဆက်နေရတဲ့လူတယောက်မျိုးပေါ့နော် ဟိုလမ်းတော့မှာတင်ဘာမှမလုပ်ရသေးတဲ့အချိန်မှာတင်အတက်ကိုရက်ထားခံလိုက်ရတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးကျွန်ဖြစ်လာတဲ့အချိန်မှာတော့ကျွန်မကဘာမှဆက်မလုပ်ဘဲနဲ့မနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဒီနိုင်ငံရေးကိုဆောင်ရွက်နိုင်ဖို့အတွက်ကျွန်မဆက်ပြီးအသက်ဆက်ဖို့အတွက်ကိုကျွန်မဒီလိုမျိုးရွေးချယ်ပြီးတော့လှုပ်ဆောင်လိုက်ရတာဖြစ်ပါတယ် ဟုတ်ပြီအခုမက်ဗီဗီချန်ပြောပြချက်အရဆိုရင်ဒါဟိုလွတ်တော်ကိုစလေဝင်ရောက်ရွေးခံမဲ့ကိစ္စနဲ့ပတ်သက်ပြီးတစုံတရာဟိုပြဿနာရှိတယ်လို့ကျွန်တော်နားလဲပါတယ်နော်ဆိုတော့အဲ့လိုမျိုးအခုရွေးကောက်ပွဲအောင်ဟိုလွတ်တော်ကိုစလေနဲ့ဝင်ပြိုင်တဲ့နေရာမှာတတိပုဂ္ဂလဝင်ပြိုင်မှုအခွင့်အရေးလေးရှိတယ်လေဆိုတော့အဲ့ဒီဟာမျိုးကဘာကြောင့်မရွေးချယ်ဖြစ်တာလဲဗျဟာစဉ်းစားခဲ့ပါသေးတယ်တတိပုဂ္ဂလဝင်ပြိုင်ဖို့အတွက်ကျွန်မတင်ချာလေးစဉ်းစားခဲ့ပါသေးတယ်ဒါပေမဲ့ကျွန်မအနေနဲ့ကြတော့ အရင်အရှိမရွေးကောက်ခွဲပြန်ခဲ့မှုတဲ့တွေးကြုံကမရှိထားဘူးဒီကြိမ်ကပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ UEC ရဲ့ပတ်သက်ပြီးတော့ဟောဒီအများကြီးပေါ့နော်ရွေးကောက်ခွဲကမ်ပိန်းတွေအတွက်ရောလုံလောက်မဲ့အရာတွေကအရှိမ experience တစ်ခေါက်မှမရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစ်စ်တယောက်အနေနဲ့ဒီမှာတယောက်ကတတိပုဂ္ဂလအနေနဲ့လောက်ဖို့ကြတော့အရန်ရုံးကန်ရမှာဖြစ်တယ်ပေါ့နော်အာသာဇက်ထအားနည်းချက်တွေကပို့ပြီးတော့များနိုင်တယ်တတိပုဂ္ဂလပြည်လို့ရှိရင်ဒါကြောင့်မို့လို့ကျွန်မဟာဒါကြောင့်ဒီ ကျမနဲ့သာသာသာဖြစ်မဲ့အဖွဲ့အစည်းတစ်ခုနဲ့အတူတကွာပူပေါင်းလုပ်ဆောင်လိုက်မယ်ဆိုလို့ရှိရင်ကျမကလေ့လာသင်ယူစရာတွေလည်းအများကြီးလေ့လာသင်ယူလို့ရမယ်ပြီးတော့ကျမရဲ့အသက်ဆက်ခြင်းနဲ့ကျမရဲ့နိုင်ငံရေးအသက်ကိုလည်းကျမဆက်လက်ပြီးတော့ဆက်ခွင့်ရှိမယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမဟာဒီအဖွဲ့အစည်းတစ်ခုနဲ့ပူပေါင်းပြီးတော့ကျမရဲ့နိုင်ငံရေးအသက်ကိုဆက်ရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အခုသိရတာက ဟို MPP ချမ်းဝင်လိုက်တဲ့ပါတီကငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ PDP လို့သိရပါတယ်ဆိုတော့ဒါကတိုင်းစင်ဝင်ပြိုင်မဲ့ဟိုပါတီပေါ့နော်ဒီမှာကဟိုဘယ်လိုမျိုးအနေထားနဲ့ဝင်ပြိုင်မှုရှိလဲအဲ့အတွက်ဗာမားဟိုပြောစရာရှိမလဲဒီ PDP မှာဝင်ပြိုင်တာနဲ့ပတ်သက်ရင်ကျမကဒီပြည်သူ့လွတ်တော်ဝင်ပြိုင်မှာဖြစ်ပါတယ်ပြည်သူ့လွတ်တော်ကိုပြည်သူ့လွတ်တော်ကိုဒီလိုက်တာရအနောက်ဘက်ခြံကနေပြီးတော့ကျမကိုစားပြုပြီးတော့ ြည်သူ့တော်ကိုစည်လေလောင်နဲ့နေဝင်ရောက်ရှိနေမှာဖြစ်ပါတယ်။အဲ့တော့ဒီပါတီကို PDP ကိုဝင်လိုက်တာနဲ့ပတ်သက်ပြီး PDP ပါတီနဲ့ပတ်သက်ပြီးတစုံတရာဟိုပြောဖို့ရှိဦးမလားဗျ။တော်တော်ဆက်ဆက်တော့မရှိသေးပါဘူး။နောက်ထပ်မေးစရာတစ်ခုကတော့ဟိုမတ်တီတီချာနိုင်ငံရေးလှုပ်ဖို့အတွက်စဉ်းစားပြီးမဖြစ်မနေလူငယ်တယောက်နဲ့လှုပ်ရတော့မယ်စိတ်ပိုင်းဖြတ်ပြီးတော့စဉ်းစားတဲ့အခါမှာဒီပြည်သူ့ပါတီရဲ့ လမ်းစဉ်တွေနိုင်ငံရေးယုံကြည်ချက်တွေကတစ်ထက်တည်းကြားတယ်ပေါ့နော်အဲ့အတွက်ဝင်တယ်လို့ပြီးခဲ့တဲ့အင်တာဗျူးတွေမှာဖြေထားတာရှိပါတယ်အဲအဲ့ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးဘာများပြောချင်လဲအခုကအယူဆမတူတော့လို့လားစသည်ဖြစ်ပေါ့ကျွန်မတူတော့မဟုတ်ပါဘူးအခုချိန်ကြီးအတူတူပါပဲကျမတို့ကအဖက်စီတာမတူတော့မတူတော့ပါကျမတို့အရင်ကကျမနိုင်ငံရေးယူဆတယ်ကျမ အဲတူညီလို့ကျမသဘောကျလို့ကျမဝင်ခဲ့တယ်လို့ပဲပြောအစ်တီတူညီခဲ့တဲ့အရာတွေကလည်းအခုချိန်လေးတူညီနေသေးပါပဲကျမတို့အဖွဲ့အစည်းသားမတူလို့ရပါကျမတို့သွားတဲ့ပန်းတိုင်းတွေကတော့အတူတူပါပဲခိုင်မာစွာလေးရှိနေတော့ပါအပြောင်းလဲပါအောင်ဒီတိုင်းပါပဲဟုတ်ကဲ့အဲ့တော့အခုလှန်သာရအနောက်ဘက်ကန်နေဝင်ပြိုင်မဲ့အနေထားမှာကိုနဲ့ပြိုင်ရမဲ့ဟိုပြိုင်ဘက်လို့ပဲဆိုဆိုပေါ့နော်တခြားဟိုဘဲပါတီတွေပါတယ်လို့သိထားရလဲအဲ့အတွက်ကိုဘာတွေပြင်ဆင်ထားရလဲအဲ့ဒါကိုပြောပြလို့ရမှာ အဲကျမကတော့တိတော့တိထားတယ်ဒါပေမဲ့ပါတီဒီအများကြီးတော့မတိထားဘူးတစ်ခုနှစ်ခုလောက်ပဲဒီ UEC ခရိုင် UEC မှာဘုတ်ထောင်ထားရှိတယ်အဲ့ဒီမှာမြင်တော့ပဲကျမတိထားတယ်ပေါ့နော်ကျမအနေနဲ့ကတော့ဒီစီယုံကြီးစပြီးတော့နှုတ်ဆောင်နိုင်ဆောင်ရွက်ခွင့်အဲရှိရလာတဲ့အချိန်တောင်ရှိနေတော့ကျမကတော့အအကောင်းဆုံးကျမကတော့ပြင်ဆင်ပြီးတော့လှုပ်ဆောင်သွားပါမယ် အဲ့တော့ PDP မှာအခုဝင်ရောက်ရွေးခန္ဓာတစ်ခုပဲလားပါတီမှာခေါင်းဆောင်ပိုင်းမှာတာဝန်ယူထားမှုရောရှိလားဗျမပီပီချန်နေနဲ့မရှိပါဘူးဒီမှာကိုစလေလောင်းတယောက်နေနဲ့ပဲဝင်ရောက်ဖြစ်နေတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ကိုစလေလောင်းနေရတော့လာမယ့်၁၂ရက်နေ့မှာဟိုစည်ရင်ထွက်မလို့သိရတယ်တင်ထားပြီပေါ့နော်ဆိုအဲ့ဒါနဲ့ပတ်သက်ရော ကိုအတွက်ယုံကြည်လားကိုတင်ထားတာတွေကအောင်မြင်မယ်လို့ထင်လားအဲ့ဒီပေါ်ဘာများပြောလို့လဲကျွန်တော်ကတော့ ပါဝါဝရာခိုင်နှုန်းများတယ်လို့ကျွန်မကတော့မြင်ပါတယ်။ဟုတ်ကဲ့အခု MVP ရှာနိုင်ငံရေးကိုဒါခြေစုံပြည့်ဝင်ပြီလို့ပဲပြောရမှာပေါ့နော်။ဒီပြည်သူ့လွှတ်တော်အနေနဲ့လည်းဝင်ရောက်ရွေးကန်တော့မယ်။အဲ့တော့နောက်ထပ်မေးလို့ဒါကနိုင်ငံရေးဆိုတာကို MVP ချမ်းနေနဲ့ဘလို့နားလည်ထားလဲဗျ။နိုင်ငံရေးဆိုတာဘလို့မျိုးပြောတာလဲ။နိုင်ငံရေးဆိုတာဘလို့မျိုးခေါ်တာလဲဆိုရင် နိုင်ငံရေးတမားတယောက်ချင်းစီရဲ့နိုင်ငံရေးအလေးပဲဖွင့်ဆိုချက်ကဒူညီချင်မှဒူညီမယ်ပေါ့နော်အခုကကျမတို့ကတော့ကျမတယောက်ထဲရဲ့ကျမပြည့်ကိုပိုင်အလေးပဲဖွင့်ဆိုချက်ကနိုင်ငံရေးဆိုတာနိုင်ငံရဲ့ရင်းချမ်းရေးနဲ့ဖွင့်ဖြိုးတိုးတက်ရေးကိုထော်ဆောင်တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံရေးလို့ကျမကတော့မြင်တယ်ငြိမ်းချမ်းရေးရှိမှာ ငိမ့်ချန်နိုင်ငံကငိမ့်ချန်မှာဖွံ့ဖြိုးတိုးတက်မှာပေါ့နော်ပြီးတော့ဒီနိုင်ငံကအေးချမ်းတည်နေသွားပြီးဆိုလို့ရှိရင်ဒီနိုင်ငံရဲ့အေးချမ်းတည်နေမှုကိုရည်ရှိတည်တံ့ခိုင်မြဲဖို့ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ဖို့ကအရန်အရေးကြီးပါတယ်ဖွံ့ဖြိုးတိုးတက်မှုလည်းအဲ့လိုပဲဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်ပြီးတဲ့နောက်ပိုင်းမှာ ရေရှည်တည်တဲ့ခိုင်မဲအောင်ထိမ့်သိမ့်ကွယ်ဆောက်ရှောက်ဖို့လေအရန်ရေးကြည့်ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ငါးနှစ်တည်း၁၀နှစ်တည်း၁၅နှစ်တည်းကျွန်တော်နိုင်ငံကအရှိန်နေနေသွားလိုက်အနောက်ပြင်းပြင်းလန်းကြသွားလိုက်အရှိန်နေနေသွားလိုက်အနောက်ပြင်းပြင်းလန်းကြသွားလိုက်အဲ့လိုမျိုးဆက်ပြီးတော့ဖြစ်တာမျိုးကိုကျွန်မအနေနဲ့လုံးဝလက်ခံလက်မခံနိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့ဒီ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 ချက်ပြီးစူးစမ်းလာတဲ့ဒီနောက်ပိုင်းမှာ ရင့်ကျက်တဲ့နိုင်ငံရေးနီလန်းနဲ့ပဲတွားကြဖို့ကျမတို့ကတော့စိတ်ကူထားပါတယ်။မဟုတ်ဘူးဆိုရင်တော့ကျမတို့အခုကြုံတွေ့နေရတယ်ပဲ။နောက်မှလည်းနေမရင်ထပ်ဖြစ်မှာလား။နောက်ဆယ်နဲ့နေထပ်ဖြစ်မှာလားဆိုတာအချိန်မရွေးအောင်ကခံချက်မရှိပါဘူး။နိုင်ငံကျမတို့နိုင်ငံရေးဆိုတာကတော့နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပေါ်ဆောင်တဲ့လုပ်ငန်းစဉ်ဟာနိုင်ငံရေးလို့ကျမသတ်မှတ်သတ်မှတ်ပါတယ်။ ဟုတ်ကဲ့အဲ့တော့ MVV ချန်နားလေတဲ့နိုင်ငံရေးနဲ့ပတ်သက်ရင်ဒီဟာကဟိုအမတ်ဖြစ်မှအစိုးရအဖွဲ့တဲမှာဝင်ရောက်လုံနိုင်မှဆိုတာထက်အဲ့ဒါတော့ပုံပြီးတိရောက်လုံနိုင်တာပေါ့ဟိုလွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာလည်းရှိရလေနောက်ပြီးတော့ပါတီတရအနေနဲ့ဆိုလဲသူရဲ့မူဝါဒတွေကိုထုတ်ပြန်တယ်အစိုးရကိုဝေဖန်မှုတွေလည်းလုပ်လို့ရတယ်တင်းအကြံပေးတာလည်းလုပ်လို့ရတယ်ဆိုတော့နိုင်ငံရေးကပုံစံမျိုးမျိုးနဲ့လုပ်လို့ရတယ်လေအခုလိုမျိုးလွှတ်တော်ကိုယ်စားလှယ်အရွေးခံမှလုပ်ရမယ်လို့မက်ဗီဗီချန်အဲ့လိုတွက်ဆတာလား ကျမကဒီလွတ်တော်ပြင်ပကနေအပြင်ကနေနိုင်ငံရေးလုံရတာကိုကျမမကြိုက်ပါဘူး။ကျမကအပြောနဲ့နိုင်ငံရေးလုံရတာထက်ကျမကလက်တွေ့နိုင်ငံရေးလုံရတာကိုပဲကျမကြိုက်ပါတယ်။လက်တွေ့ပဲကျမလုပ်ချင်ပါတယ်။ကျမအပြောနဲ့နိုင်ငံရေးမလုပ်ချင်ပါဘူး။ကျမလက်တွေ့လှုပ်ဆောင်ပြီးတော့လက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့နိုင်ငံရေးသမားပဲဖြစ်ချင်ပါတယ်။ဒါကြောင့်မို့လို့ကျမဒီလိုမျိုးလွတ်တော် ထဲကနိုင်ငံရေးသမားတယောက်ဖြစ်ချင်တာဖြစ်ပါတယ်အဲ့တော့လွတ်တော်ကိုယ်စားလှယ်တူဖြစ်ဖို့ဆိုရင်ကိုယ့်ကိုယ်ကိုအစင်သင်ဖြစ်ပြီလို့ထင်လားဟိုဘာတွေဖြစ်စည်းထားပြီလဲအဲ့လိုမေးမယ်ဆိုရင်ရောဘာများဖြစ်ကြလို့လဲဒီမှာလက်ရှိမှာဒီလွတ်တော်ကိုယ်စားလှယ်လောင်းနေရှိရမယ်အရေးချင်းတွေတည်တည်ဒီကိုတည်ထားရမယ်ဒီဥပဒေပြုရေးနဲ့ပတ်သက်တဲ့အရာဒီကျွန်မလက်ရှိမှာလေးလာစီးပူးနေသေးပဲဖြစ်ပါတယ်ပြီးတော့ဒီဟာက ကျမတယောက်တည်းမဟုတ်ဘူးအခုဝင်ပြိုင်တဲ့ထောင်နဲ့ချီပြီးရှိတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းအားလုံးလည်းဒီရာကိုကြိုတင်ပြီးတော့ပြင်ဆင်တင်တင်ပါလေကြိုတင်ပြင်ဆင်ဖို့ကျမတိုက်တုံချင်ပါတယ်မဟုတ်လို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကနိုင်ငံကျမတို့ကျမလိုမျိုးနိုင်ဒီနိုင်ငံကြီးချီလန်းစတင်လန်းတဲ့လူတွေအများကြီးပါနိုင်တယ်ပထမဆုံးနေတဲ့စတင်ပြီးဝင်ရောက်တဲ့လူတွေအများကြီးပါနိုင်တယ်ပါနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဥပဒေပြုရေးနဲ့ပတ်သက်ပြီးတော့ရောဒီတခြားရှိရမယ့်ဒီအရေးချင်းသိရမယ့် general knowledge တွေမသိထားလို့ရှိရင်ဘွတ်တော်ထဲမှာကမောက်ကမနေဖြစ်မှာပါမိရတခြားဖြီးတာတခြားတင်သွင်းတာအဆူပြုတင်သွင်းတာတခြားထပြီးကန့်ကွက်တာအကြောင်းအရာတခြားတခုအဲအဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ကျွန်မကြားဖူးတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေဘာမှလေ့လာစီမ ဖြစ်ရှိလို့အဲ့လိုလွတ်တော်ထမှာကမောက်ကမဖြစ်တဲ့အခြေအနေမျိုးကျမကတော့မဖြစ်ချင်ဘူးအဲ့တော့ကျမနိုင်သွားခဲ့လို့လွတ်တော်ထဲရောက်သွားတယ်ဆိုလို့ရှိရင်လည်းကျမကနိုင်ငံအရေးကိုဒီအစိုးတင်သွင်းတာဆွေးနွေးတာကန့်ကွက်တာရင်းခုန်လုပ်တာတွေကိုအတိတ်ပဲရှိရှိနဲ့ထိထိရောက်ရောက်နဲ့အချိန်ကုန်ရတာအတိတ်ပဲရှိအောင်လို့ကျမလွတ်တော်ထဲမှာရှိရလူတွေအားလုံးကိုအရေးချင်းချီးရလွတ်တော် အမတ်နေနေဆိုလို့ရှိရင်ပို့ပြီးအလုံးလုံးကိုကောင်းမယ်လို့ကျမကတော့မြင်တယ်။ဒါကြောင့်မို့လို့ဒီခုကျမတယောက်ဆိုမဟုတ်ဘူး။ဝင်ပြိုင်နေတဲ့လွတ်တော်ကိုယ်စားလှယ်အကုန်လုံးကို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 ဟာကိုဒီလိုအပ်တဲ့လွတ်တော်အမတ်လုံးမယ်ဆိုရင်အမတ်လောင်းတယောက်ရဲ့ရှင်းရမယ့်အရေးချင်းတွေကိုကိုဟာကိုဖြစ်တင်ထားကြဖို့ကျမကတော့အကြံပြုပါတယ်။ဟုတ်ကဲ့အဲ့တော့ဘက်ဗီဗီရှန်ကဟိုအပြောနဲ့မဟုတ်လက်တွေ့လှုပ်ချင်တာဒါအတွက် တော်တော်ကိုယ်စလေဝင်ရွေးခံတယ်လို့ပြောထားတာပေါ့နော်အဲ့တော့တကယ်လို့များဒီရွေးကောက်ပေါ်မှာကိုကအမတ်အဖြစ်အရွေးမခံဘူးဆိုရင်ရောကိုယ့်ရဲ့နိုင်ငံရေးကဟိုဘယ်လိုဖြစ်သွားမလဲရက်သွားမလို့ပြောရမလားအဲ့ဒါဆိုရင်ပါပြောမလဲအကယ်၍ပေါ့နော်အကယ်၍ကျမမနိုင်ခဲ့ဘူးဆိုလို့ရှိရင်ကျမလက်ရှိစီးပွားနေစေဖြစ်တဲ့ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ပညာပေါ့နော်နိုင်ငံရေးသိပ္ပံပေါ့ ဒီ political science နဲ့ပတ်သက်ပြီးတော့ကျမဆက်ပြီးတော့လေ့လာသွားဖို့အစီအစဉ်ရှိပါတယ်။ဒါကျမရဲ့နိုင်ငံရေးဝန်ဆောင်ဆက်လက်ပြီးတော့ဖြည့်သွားဖို့ရှိပါတယ်။အဲဒီကျမမနိုင်ခဲ့ဘူးဆိုရင်အဲဒီနိုင်တယ်ဆိုလို့ရှိရင်လည်းကျမကလုပ်မြင်နဲ့လည်းကျမဆက်ပြီးတော့လေ့လာစီးပူးနေအောင်ပါဖြစ်ပါတယ်။အများကြီးလေ့လာစီးပူးရအောင်ပါပါ။ဟုတ်ကဲ့တကယ်လို့ကိုကအမတ်ဖြစ်ရွေးခန့်ရမယ်ဆိုရင်အခုတိုင်းပြည်မှာဖြစ်နေတဲ့ပဋိပက္ခတွေနဲ့ ဒီအချွေအထွေထွေအကျက်တဲတွေပေါ့နော်ကိုကအမတ်တယောက်နေနဲ့ဘယ်နေရာနေဘယ်လိုပုံစံဖြည့်စည်းမယ်လို့စဉ်းစားထားတာရှိလဲဘာတွေလုပ်မယ်လို့ကြံစည်ထားတာရှိလဲအဲ့ဒါကိုပြောပြလို့ရမှာဒါကတော့ကျမရဲ့လုံခွင့်ရှိတဲ့အတိုင်းကြကဘယ်လောက်ထိရှိလဲပေါ်တော့မူတော့မူတည်ရဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုလုံပိုင်ခွင့်ရှိတဲ့အတိုင်းကြအထဲကနေကိုလုံရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကိုတော့တစ်ချက်ကြည့်ရမယ် ပြီးတော့ကျမကဒီငိမ့်ချမ်းရေးနဲ့ဒီဖွံ့ဖြိုးတိုးတက်ရေးကိုပဲအခြေခံပြီးတော့ထိထိရရောက်ပေါ့နော်ဆောင်ရွက်တော့မှာဖြစ်ပါတယ်လက်တွဲဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့ဒီအရေးကိုလွတ်တော်ထဲရနေဟုတ်ကဲ့အခုအချိန်တိုတွင်းမှာဒါ MFVV channel အနေနဲ့နိုင်ငံရေးမှာအပြောင်းအလဲတစ်ခုဖြစ်သွားရပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဒါအခက်အခဲတစ်ခုနေနဲ့ကြည့်မယ်ဆိုရင်နိုင်ငံရေးမှာဒါရေရှည်မှာလဲဟိုအများကြီးအခက်အခဲတွေ ိုဖိအားတွေကြုံတွေ့နိုင်တယ်လေဆိုမဝေးတဲ့အတိတ်ကျွန်တော်တို့88ကစပြီးကြည့်မယ်ဆိုရင်လေဟိုနိုင်ငံရေးဆိုတာအင်မတန်ဟိုဟိုပြင်းထန်တယ်လေနော်ထောင်ချနိုင်တယ်အသက်အန္တရာယ်ရှိရဲတခါတည်းရမှာလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်သွားတာရှိရဲဒါတွေကလည်းအဓိကအဖြစ်တော့အာဏာကိုစစ်တပ်ကအုပ်စီးထားတဲ့အောက်မှာလိုရတဲ့နိုင်ငံကြီးဖြစ်တာဟုတ်ဆိုတော့ဒီလိုအခက်အခဲတွေအတွက်ဘလို့ကြံ့ကြံ့ခိုင်မှုရင်ဆိုင်တာလဲလမ်းတဝက်မှာတင်ထွက်သွားတာမျိုးဖြစ်နိုင်လားနိုင်ငံကြီးကအဲ့လိုမေးမယ်ဆိုရင်ဟောပါပြောလို့လေကကျွန်မ ်ထင်တာတော့ဒီခေတ်မှာတော့အရင်တုန်းကလိုမျိုး88တုန်းကလိုအရင်အရင်တုန်းကလိုမျိုးဒီနိုင်ငံရေးလုပ်ရင်ထောင်ထဲမှာနှစ်ပေါင်းများစွာနေရတာထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်ရတာမျိုးတွေဒါတော့ဒီဘက်ခေတ်မှာတော့အဲ့လိုမျိုးတွေရောနေသွားပြီလို့ကျမတော့မြင်တယ်ပေါ့နော်ဖြစ်နိုင်ရှိရောရှိရဲ့ဒါဒါပေမဲ့ကိုကညံရှိရှိနဲ့ ထိထိသိသိနဲ့ရင့်ကျက်တဲ့နိုင်ငံရေးနီးလန်းနဲ့တွားမယ်ဆိုလို့ရှိရင်အရင်ဆုံးကအခြေအနေတွေလောက်တော့ရောက်နိုင်မယ်လို့ကျွန်မကတော့မမြင်ပါဘူး။ဒီတခြားဒီပြည်ရဲ့တခြားအခက်အခဲတာစီးတွေရတော့နိုင်ငံရေးကတော့အင်မတန်ရှုပ်ထွေနေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအတွက်ကတော့ကြုံပြီးတော့စိတ်ကိုပြင်ဆင်ထားပါရယ်။ကိုမမျော်လင့်ထားတဲ့မမြင်နိုင်တဲ့လက်ကလက်ွက်တွေစကားွက်တွေလည်း အများကြီးကြုံလာရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကိုတော့စိတ်ကိုတော့ကြိုပြီးတော့မြင်ဆင်ထားပါတယ်အခုလည်းပထမဆုံးအနေနဲ့ကြုံလိုက်ရပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ရှေ့ဆက်လည်းအများကြီးရှိအောင်ပါပါဒီခါလေးဒါပေမဲ့အရင်တော့ကတော့ဒီထောင်ထဲဝင်လိုက်ဖလာလောက်ရတာနဲ့ထောင်ထဲမှာ10နဲ့15နဲ့အနည်း20နေရတာမျိုးတွေကတော့ဒါတော့ကျမတို့ဒီရင်းချက်တဲ့နိုင်ငံရင်းနှီးနှံနဲ့သွားလဲဆိုရင်တော့ကျမတို့ဒါတွေကတော့ အဲ့လောက်ထိလွယ်လွယ်ကူကူမဖြစ်တော့တော့ဘလို့ကျမကတော့မြင်ပါတယ်ဟိုတခုရှိတာကဗမာပြည်နိုင်ငံရေးကဟိုတခြားဟိုဒီမိုကရက်တစ်တိုင်းပြည်တွေမှာရှိတဲ့ပုံမှန်နိုင်ငံရေးပါတီချင်းရှင်ပြိုင်တာမဟုတ်ဘူးလေ။ကိုကစစ်တပ်အုပ်စိုးထားတဲ့စစ်တပ်ကအာဏာယူထားတဲ့အောက်မှာတွားရတာတောက်လျှောက်ဟို1962တည်းကဆိုတော့ဒီစစ်တပ်ကိုကိုအတိုက်ခံလုပ်ရတာအတိုက်ခံလုပ်ရတာသဘောမျိုးပေါ့နော်။ကိုယ့်ရဲ့အခွင့်အရေးတွေကိုတိုက်ရတဲ့သဘောမျိုးဖြစ်တယ်လေ။ဆိုတော့ဒီလိုအခြေအနေရှိတယ်။ဒီအခြေအနေမှာဟိုဘလောက်ထိ မက်ဖီဖီချမ်းနေတယ်ပြင်ဆင်ထားတယ်ဘယ်လောက်လုံနိုင်မလဲလို့ထင်တယ်အတိုက်ခံပါတီဆိုတာကတော့ကျမတို့တနိုင်ငံနဲ့ရှိတာမဟုတ်ဘူးပေါ့နော်နိုင်ငံများပြားမှာအတိုက်ခံပါတီတွေဆိုတာရှိကြပါတယ်ဒါပေမဲ့ဘာကွာလဲဆိုတော့ကျမတို့နိုင်ငံရဲ့အတိုက်ခံပါတီဒီလုံတဲ့နိုင်ငံရေးလမ်းစဉ်နဲ့နိုင်ငံရေးနီးလမ်းနဲ့တခြားနိုင်ငံကလုံတဲ့ အတိုက်ခံပါတီရဲ့နိုင်ငံရေးနီလန်းလန်းစင်တရားမတူညီပါဘူးအဝေးဆုံးမကြည့်ပဲနဲ့အနည်းဆုံးကြည့်မယ်ဆိုရင်ထိုင်းနိုင်ငံကြည့်လို့ရတယ်ထိုင်းနိုင်ငံမှာလည်းအတိုက်ခံပါတီတွေရှိပါတယ်ဒါပေမဲ့ကျမအနေနဲ့ကျမမြင်တာသူတို့ရဲ့ဒီအတိုက်ခံပါတီအတိုက်ခံပါတီအနေနဲ့သူတို့အတိုက်ခံလုပ်တဲ့နတ်တို့ရဲ့နိုင်ငံရေးလမ်းစဉ်ကရင့်ကျက်တဲ့နိုင်ငံရေးလမ်းစဉ်ကိုအသုံးပြုပြီးတော့ပဲလှုပ်ဆောင်နေလို့ကျမအမြင်ပါတယ် ကျမတို့နိုင်ငံရဲ့တိုက်ခံပါတီရဲ့နိုင်တင့်တုံးခဲ့တဲ့နိုင်ငံရေးလမ်းစဉ်ကညစ်ကြတဲ့နိုင်ငံရေးလမ်းစဉ်မဟုတ်ခဲ့ပါဘူး။ဒါကြောင့်မို့လို့လေကျမတို့ဘယ်လိုပြောရမှာလဲလူချင်းနဲ့ပန်းနိုင်ခင်ရအောင်မသွားနိုင်ပဲလမ်းတော့မှလည်းကျမတို့ကြောက်ရှုံးခဲ့ရတယ်လို့ကျမကတော့မြင်ပါတယ်။ဒီကြောက်ရှုံးသွားခဲ့လက်ရပြီးဒီရှုံးကိုလက်ခံရမယ်။လက်ခံပြီးတော့မှကျမတို့ဟာ နောက်ထပ်တစ်ချိန်မတူညီတဲ့နိုင်ငံရေးနီးလန်းနဲ့ကျမတို့ကထပ်ပြီးတော့ဂျူးစားကြရမှာဖြစ်ပါတယ်။ဒါပေမဲ့လူတွေကအယုံကြည်မရှိတော့ဘူး။အခုဒီရေကောက်ပန်လမ်းစဉ်ကိုလည်းအယုံကြည်မရှိကြတော့ဘူး။တို့လူတွေအမြင်မှာဘယ်လိုမြင်လဲဆိုတော့ဒီလိုမျိုးငါတို့ထပ်ဂျူးစားလဲတဲ့အချိန်မဲ့ဖြစ်ဖြစ်ငါတို့ဒီလိုအခြေအနေမျိုးနောက်တစ်ချိန်ထပ်ရောက်သွားနိုင်တာမယ်ဆိုတော့အတွေ့အမျိုးတွေ trauma တွေဆွေးနွေးကြရတယ်ပေါ့နော်။အဲဒီမဲ့ ဒီဒီချိန်ကျမတို့ထပ်ပြီးစူးစမ်းလို့ရှိရင်ကျမတို့ဟာအရင်ကစူးစမ်းခဲ့တဲ့အရင်တော့မသုံးခဲ့တဲ့လီလန်မဟုတ်ဖက်နဲ့ကျမတို့ဟာဒီချက်တဲ့နိုင်ငံရေးလီလန်နဲ့ခရူးတဆိုင်နောက်တစ်ချိန်ထပ်ပြီးစူးစမ်းမယ်ဆိုလို့ရှိရင်ကျမတို့လိုချင်တဲ့အရာကိုရောက်နိုင်မယ်လို့ကျမကတော့ယုံကြည်ချက်ရှိပါတယ်။ဒါကြောင့်မို့လို့လူတွေကိုပြည်သူတွေကိုပြောချင်တာက အခုကြဆုံးသွားခဲ့ရပြီဒီဆုံးရှုံးမှုတွေနဲ့ပဲဆက်ပြီးတော့ဒီဆုံးရှုံးမှုတွေကိုပိုက်ပြီးတော့နောက်ထပ်နှစ်ပေါင်းဘယ်လောက်ကြာအောင်ဒီလိုမျိုးဆက်သွားကြမှာလဲဆိုတာကိုတတိချာချာလက်တွေ့ကြကြကျွန်မစဉ်းစားစီရှိပါတယ်အဲ့လိုမဟုတ်ဖ ೇನೆ ဒီလိုအရှုံးကိုလက်ခံပြီးတော့ကျမတို့က one more time နောက်တစ်ကြိမ်ထပ်ပြီးတော့မတူညီတဲ့အရင်ကကြာရှုံးခဲ့တဲ့နိုင်ငံရေးနှီးလန်းကိုမတုံ့ပြန်တဲ့မတူညီတဲ့နိုင်ငံရေးနှီးလန်းရင်းကျက်သောနိုင်ငံရေးနှီးလန်းနဲ့ကျမတို့တုံးပြီးတော့ကျမတို့လိုချင်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးကိုကျမတို့ရောက်အောင်သွားနိုင်ပါတယ်။နောက်တစ်ကြိမ်မတူညီတဲ့နှီးလန်းနဲ့ထပ်ပြီးကြိုးစားကြရအောင်လို့ကျမကတိုက်တွန်းချင်ပါတယ်ပြည်သူတွေကို။မက် VV ချမ်းပြောတဲ့ရင်းကျက်တဲ့နိုင်ငံရေးဆိုတာ အခုကုနာပြောသလိုမြန်မာနိုင်ငံစစ်တပ်အုပ်စီးအာဏာအုပ်စီးထားတဲ့နိုင်ငံကြီးဖြစ်တာ ው ဆိုတော့စစ်တပ်အလိုကျလိုက်လိုက်လောလောဟိုလက်တွဲပြီးသွားမယ်ဆိုတဲ့သဘောကိုဆိုလိုချင်တာလားစစ်တပ်အလို့ကြမဟုတ်ပါဘူးကျမပြောတာကဒီစစ်ကော်မရှင်ဘက်ကိုပဲကျမဒီတမျိုးထဲကိုပဲပြောတာမဟုတ်ဘူးကျမကဟိုတိုင်းရင်းသားလမ်းလမ်းကိုင်းနေရှိမယ်ငြိမ်းချမ်းရေးပေါ်ဆောင်တဲ့နေရာမှာ ဟိုလက်နက်ကင်ဖွဲ့စီအားလုံးအဖွဲ့စီအားလုံးလက်နက်ကင်ရောလက်နက်မကင်ရောအဖွဲ့စီအားလုံး ਨੇ ပတ်သက်ပြီးတော့ကျမတို့ဟာအတိုက်ခံလုပ်တဲ့အချိန်ကြလို့ရှိရင်ရစ်ကြက်ရစ်ကြက်တဲ့နီလာနဲ့ကျမတို့အတိုက်ခံလုပ်ရမှာဖြစ်တယ်အတိုက်ခံလုပ်တယ်ဆိုပြီးတော့လေးစားမှုမရှိအဲ့လိုဒိုက်ရိုက်ပြီးတဲ့တွေဟိုတစ်ဖက်ကအဖွဲ့စီတိုက်ခိုက်ကြအောင်စော်ကားတာတွေပုတ်ချတာတွေ ဒီလိုမျိုးလောက်တာကပြောရလို့ရှိရင်ဒါကမလုံသိဘူးဒီလိုမျိုးတွေမလုံသိဘူးရင်းကျက်တဲ့နိုင်ငံရင်းနီလန်းဆိုတာကဒါဒီလိုမျိုးခလေးဆန်တဲ့အပြုတ်မှုပြောဆိုတွေတုံတုံပြီးတော့လုံရမှာမဟုတ်ဘူးလို့ကျမကတော့မြင်တယ်အဲ့တော့ဒီစစ်ကော်မရှင်ကိုပဲမဟုတ်ဘူးအဖွဲ့အစည်းအားလုံးကိုလေးစားမှုရှိရှိနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ရမှာဖြစ်တယ် အတိုက်ခံဆိုပြီးတော့တစ်ချိန်လုံးဟိုစောင်းပြိုးမြောင်းပြိုးတစ်ဖက်ကဖွဲ့စည်းတွေတိတ်ခါကြအောင်စော်ကားပုတ်ခတ်ပြောဆိုတာမျိုးတွေတစ်ချိန်လုံးပြောနေတာကိုတိုက်ခံပါတယ်လို့မခေါ်ဘူးကျမကတော့ကျမကတော့အဲ့လိုမျိုးမမြင်ဘူးအဲအဲ့တော့ပြောင်းလဲရမှာပေါ့နော်ဟုတ်ကဲ့အခုလိုပါတီအပြောင်းလဲဖြစ်တာ ਨੇ တကွာပေါ့နော်အခုကိုသွားမဲ့နိုင်ငံရေးခရီးလမ်းမှာအခု မဲဆန္ဒရှင်ပြည်သူတွေအတွက်တခုခုပြောမယ်ဆိုရင်ဒီကနေပြီးတော့သတင်းစကားပါများပြောလို့လဲဗျနောက်ဆုံးအနေနဲ့ပြောပေးပါဟုတ်ကျွန်မအနေနဲ့ပြောချင်တာကတော့ဒီမဲပြီးမယ်မဲပြီးတဲ့အချိန်ကျလို့ရှိရင်ပါတီကိုကြည့်ပြီးတော့ပေးရတဲ့ကျွန်မအနေနဲ့ဆိုလို့ရှိရင်လူပုဂ္ဂိုလ်ကိုပဲကြည့်ပြီးတော့မဲပေးစေချင်ပါတယ်အရင်တော့ကလိုမျိုးကိုရဲ့ကိုယ်တော့မဲပေးရဲ့မဲဆန္ဒနဲ့ကကိုယ်စလေလောင်းကဘယ်သူမှတော့မသိဘူး သူတော်ဘသူဆိုတာတော့မသိဘူးပါတီကိုပဲမျက်လုံးစုံမိတ်ပြီးတော့ဘသူနေနေဒီပါတီကိုငါပေးမယ်ဆိုပြီးတော့ပေးခဲ့ကြတာမျိုးတွေရှိရဲ့ပေါ့နော်ကျမကတော့အဲ့လိုမျိုးကိုမကြိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ပြီးတော့ပြည်သူတွေအနေနဲ့ကတည်းကကိုယ်စလေလောင်းတယောက်ကလွတ်တော်ထရောက်လို့ရှိရင်သူသူလုံးရမဲ့အလုပ်တွေကဘာနေလဲဆိုတာပြည်သူတွေအနေနဲ့ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်အဲ့ဒါတွေပြည်သူတွေကတိမ တို့ data ကိုတို့နေရာကိုကိုစားပြုတဲ့ကိုယ်စားလှယ်တောင်းကအဲ့ဒီအရာတွေဆောင်ရွက်ရမယ့်အရာတွေကိုဆောင်ရွက်ဖို့အရေးချင်းတကယ်ရှိလားမရှိလားပြည်လားမပြည်လားဆောင်ရွက်နိုင်လောက်လားဆိုတာကိုပြည်သူတွေကသုံးသပ်ပြီးတော့မှဆုံးဖြတ်နိုင်မှာဖြစ်တယ်အဲ့လိုမျိုးပါတီကိုပဲကြည့်ပြီးပေးမယ်ဆိုရင်ကြတော့ဒီလူကအရေးချင်းရှိလားမရှိလားလဲခူးဆိုင်တိလည်းမသိနာမည်တော့မသိဘူးအဲ့ဒီလူရဲ့အရေးချင်းကိုတိဖို့မပြောနဲ့နာမည်တော့မသိဘူးဆိုလို့ရှိရင် လွတ်တော်ထဲရောက်သွားလို့ရှိရင်လည်းအဲ့ဒီလူကဘာမှဆွမ်းဆောင်နိုင်မှာမဟုတ်ဘူးသူကိုစားပြည့်ပြည့် data အတွက်လည်းဘာမှဆွမ်းဆောင်နိုင်မှာမဟုတ်ဘူးနိုင်ငံအတွက်လည်းဘာမှဆွမ်းဆောင်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်မကတော့ပါတီကိုကြည့်ပြီးမဲပေးတာချက်လူတို့တယောက်ချင်းစီရဲ့အရေးချင်းကိုကြည့်ပြီးသူရဲ့ဆောင်ရွက်နိုင်စွမ်းကိုကိုယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာကိုကိုပါတာကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့မှကျွန်မကတော့ အဲ့လိုလူတယောက်ချင်းစီကိုကြည့်ပြီးတော့ပဲမဲပေးတာမျိုးပဲကျွန်မတော့အားပေးပါတယ်ဟုတ်ကဲ့မဲ VV ချမ်းကျေးဇူးများတင်ပါတယ်အခုလိုဖြစ်ကြပေးတာကိုယ့်ရဲ့ရည်မှန်းချက်တွေအောင်မြင်ပါစေလို့လည်းဆန္ဒပြုပါတယ်ဗျာကျေးဇူးထူးတင်ပါတယ်ကဲကျေးဇူးတင်ပါတယ်